အားလုံးပဲမင်္ဂလာပါညီကိုတို့အားလုံးနေကောင်းချမ်းသာချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော်ပွဲကြိုတုံးသက်ပေးခြင်းနဲ့ပွဲတရတော့ချန်ပီယံရှစ်ကပွဲစဉ်တွေဖြစ်ပါတယ်ဒါဘီဘန်လီရှက်ဖီယူနိုက်တက်နဲ့မီဝါစတုတ်နဲ့လူတန်နော်ဝစ်နဲ့ဆန်ဒလန်ဝက်ပုတ်နဲ့ဟူလ်စီတီဘရက်စတောလ်နဲ့ဝက်စ်ဘရွန်ဘလက်ဘန်နဲ့ရှက်ဖီဝက်နစ်တေဘရက်စတန်နဲ့ကာဒစ်မက်ဒဘရွန်နဲ့လစ်ယူနိုက်တက်တို့ပွဲစဉ်တွေဖြစ်ပါတယ် ပွဲစဉ်တွေကတော့များတယ်ဗျာကျွန်တော်တက်နိုင်ဆုံးအဆင်ပြေအောင်မနော်ကျွန်တော်အကောင်းထေချာလေးလာထားပါတယ်ပထမဦးဆုံးအနေနဲ့ကျွန်တော်စာပြီးပွဲချုပ်တုံးတက်ပြီးမှပွဲစဉ်ကတော့ဘလက်ဘန်နဲ့ရှဖီးပေါ့နော်ရှဖီးဝက်နက်စဒေးလို့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ခုရလက်ရှိဖွင့်ထားတဲ့ဂျီယာဒဲပဲပေါ့နော်ဒဲဖွင့်ထားအကူပေါင်းကြီးကနှလုံး90ရှုံးတော့မှဖွင့်ထားပါတယ်ဘလက်ဘန်ကတော့တိတဲ့အတိုင်းမှာနီးပြပြောင်းတဲ့နောက်ပိုင်းမှာလိုတောင်းချောင်ရလက်တရာတော့ဆုံးတာတွေ့ရတယ် ခုနှစ်ပွဲဆက်ရှိပြီးဒီလိုနိုင်ပွဲပျောက်ထားတာလက်ရှိကျွန်တော်ဇယားအနေထားကိုကြည့်မယ်ဆိုရင်ဇယားမှာဆိုရင်ဘလက်ဘန်အစင်းဆက်နဲ့52မှာပေါ့နော်ရှပီဝနက်စ်တရားနဲ့52မှာဒီနှစ်တင်းစလုံးကတော့တန်းလည်းမစင်းတော့ဘူးဆိုတော့ဘူမရောက်ဒီမရောက်ပါဗျာဆဘာမပူဇာလည်းမလိုတော့ရှုံးနေလေတည်ကြရင်လည်းဘာထူလာမှာတော့မဟုတ်ဘူးပေါ့နော်နှစ်တင်းရဲ့ပထမအကြော်တော့ကတော့ဘလက်ဘန်1စီဆိုတဲ့ရလနဲ့နိုင်ထားတာတော့တွေ့ရတယ် ကျွန်တော်ဖုန်းကတော့ကျွန်တော်ဒါ black band အတင်အခုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲနောက်ဆုံးခုနှစ်ဘွယ်သက်နိုင်ဘွယ်ပျောက်ထားပါတယ် Chevy Venus တွေကိုကြည့်မှဆိုရင် Chevy Venus တွေရတဲ့နောက်ဆုံးတောင်းဘွယ်သက်နိုင်ဘွယ်ပျောက်ခါတဲ့အတင်တွေဖြစ်နေတယ်တွေ့ရတယ်ပေါ့နော် So black band လည်းဂူရူဂူရဖို့တော်တော်လေးယုံခံနေရတယ် Chevy Venus တွေလည်းဂူရူဂူရဖို့အများယုံခံနေရတာတွေ့ရတယ်ပေါ့နော် ဒီနဲ့တရားနိုင်ကြရတော့မှာတော့ black ban 38 shafi bonus 38 head to head ပိုင်းကိုကြည့်မှဆိုရင်နောက်ဆုံးတွေ့ခဲ့တဲ့9ချိန်မှာဆိုရင်3ချိန်9အောင်2ချိန်9ပေါ်ဖြစ်ထားတာတွေ့ရပါတယ်။ဒါ ancient အသင်းဖြစ်တဲ့ black ban ကတစ်ချိန်မှနိုင်ဘူးတယ်ပေါ့နော်။ဂျန်နက်ပွဲစဉ်မှာတော့ကိုလုံးကျွန်တော် shafi bonus 38အသင်းအတားကြီးရထားတာတွေ့ရတာပေါ့။ ီပွဲစဉ်ကိုဖွင့်ထားတဲ့ကျွန်တော် wise back ကမိနစ်90အတွက်တွင်ကဂိုးပေါင်းကြီးကိုကြည့်မှဆိုရင်တော့မိနစ်90အတွက်တွင်မှာ wise back formula အတိုင်းပဲပြောပြတာပါအနည်းဆုံးနှလုံးကနေတောင်းလုံးပြီးတော့ရှိမှဆိုတဲ့ခြေဖွင့်ထားပါတယ် black band အတင်းကတော့တစ်လုံးတော့ရပါမယ်ဆိုတဲ့ခြေဖွင့်ထားပါတယ် Shafi Wednesday လည်းအနေဆုံးတစ်လုံးတော့ရအောင်ဆိုရအခြေဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်အတိအကျဂိုးပေါင်းအောက်ကိုကြိုက်တယ်ဂိုးပေါင်းကျွန်တော်ဒီပွဲစဉ်11လို့ထင်တယ်ပေါ့နော်ဂိုးပေါင်းအောက် 112z နှလုံးထပ်ပုံမလို့ကျွန်တော်မထင်ဘူးနော်ဒီအတွက်ကြောင့်ကျွန်တော်ဒီပွဲစဉ်မှာ body မှာပေါ့နော် shafi wednesday body ခြိုက်ပါတယ်ပွဲစဉ်တစ်ပွဲကိုပွဲချုပ်တုံးတက်ရမှာဆိုရင် the bresto နဲ့ west brom ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဒီပွဲစဉ်မှာတော့ bresto က level 50ရှုံးခိုးပေါင်းနှလုံး50ရှုံးခိုးမှာဖွင့်ထားပါတယ် bresto လက်တင်ရတော့ဒီဟာဒီတော်တော်လေးကောင်းနေတဲ့အသင်းတင်ပေါ့နော်ခြေစွမ်းတွေလည်းတော်တော်လေးတည်ငြိမ်နေတဲ့အသင်းတင်ဖြစ်တယ်ပေါ့နော် ဈေးအနေထားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒါ premium league တန်းတက်ဖို့အတွက် playoff ကမဲ့အဆင့်6နေရာမှာရှိတယ်ပေါ့ဗျာဒီရာဒီ10ပွဲပဲရှုံးထားတယ်ပွဲစဉ်40ရောက်နေပြီ10ပွဲပဲရှုံးထားပါတယ်ပြန်မ60 West Brom အသင်းကတော့အဆင့်8မှာရှိတယ်59မှာပေါ့နော်တကယ်လို့က West Brom အသင်းကဒီ Bristol ကိုနိုင်လိုက်မယ်ဆိုရင်သူလည်းရမ60ရသွားနိုင်တယ်ပေါ့နော်အဆိုကျွန်တော် West Brom အသင်းကဒီပွဲစဉ်တော်တော်လေးရုန်းကန်လာမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဒီနေ့အသင်းရဲ့ပထမအကြော်တော့ကတော့ West Brom က2-0ဆိုတဲ့ရလနဲ့နိုင်ထားတာတော့တွေ့ရတယ်ပေါ့နော်။လက်ရှိ Brasto လက်တင်ရဲ့အင်ငွဲ့ away win ကားဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင်နှစ်ပွဲနိုင်နှစ်ပွဲတည်းတဝဲရှုံးထားပါတယ်။တိုက်စက်ကဂိုးတွေရတယ်၊ခံစက်ကလည်းဂိုးတွေမြန်မြန်ပေးနေတာတွေ့ရတယ်ပေါ့နော်။ West Brom အတင်ရဲ့လက်ရှိကားဖောင်၅ဘွဲကိုကြည့်မယ်ဆိုရင် West Brom ကနောက်ဆုံး၄ဘွဲသက်နိုင်ဘွဲပျောက်ထားပါတယ်။တပွဲနိုင်နှစ်ပွဲတည်းနှစ်ပွဲရှုံးပါနော်။အဲဒီ၅ဘွဲလုံးကလည်းဂိုးအောင်ချထားတာတွေ့ရတယ်ပေါ့နော်။ ဆိုတော့ကျွန်တော်ဒီနှစ်ပြည့်နိုင်ဂျီယာနောက်မှာတော့ Brestol က44 West Brom က32ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ဒီနှစ်ပြည့် head to head ပိုင်းကို၅ချိန်ကိုကြည့်မှဆိုရင်တော့ဒါအများအားဖြင့်၅ချိန်လုံးကဂိုးအောင်ကျထားတာတွေ့ရတယ်ပေါ့နော် Brestol က10ကတစ်ချိန်မှနိုင်ထားရတယ်ပေါ့နော် West Brom က၃ချိန်နိုင်တယ်တစ်ချိန်ကတော့တည်ကျထားတယ်တွေ့ရဒီနှစ်အတင်းနဲ့တွေ့တိုင်း West Brom ကခြေလွှမ်းပြတယ်ဆိုတော့သဘောမျိုးပေါ့ဗျာ ိုင်းဆွဲပေါက်ကြီးမှာမိနစ်90အတွက်တော့ဖြစ်မဲ့ဘောပေါင်းကြီးကိုချိန်မှဆိုရင်ချန်ပီယံရှစ်ကထုံးစံအတိုင်းပေါ့ဗောနော်နှလုံးကနဲ့သုံးလုံးထိပဲရောက်မှာဆိုတော့ခြေဥတော့ဖွင့်ထားတယ်ဂရက်စတိုလာအနည်းဆုံးနှလုံးတော့တစ်လုံးနဲ့နှလုံးကြားမှာထည့်မှာဆိုတော့ခြေဖွင့်ထားပါတယ်ဝက်စ်ရွန်ကတော့တစ်လုံးအောင်တော့ရသွားမှာဆိုတော့ခြေဖွင့်ထားပါတယ်ဒီပွဲစဉ်မှာကျွန်တော်က2-1ဆိုတော့ရလနဲ့ပြီးမှလို့ထင်တယ်ဗျာဒီပွဲစဉ်မှာ brastol body ခြိုက်တယ်ဗောနော်ပြီးရင် go bound အပေါ်ခြိုက်ပါတယ် ဘီကောင်တီနဲ့ဗန်လေတို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာဖွင့်ထားတဲ့ body gear အဝေးဝင်အသင်းဗန်လေကတလုံးတွင်းတရာနိုင်ပေါ့နော်ဂူပေါင်းကနှလုံး20ရှုံးဆိုမှပေးထားတာတော့တွေ့ရတယ်ဆေးရအနေထားကိုကြည့်မယ်ဆိုရင်ဗန်လေရဲ့အဆင့်တက်မှာရှိတဲ့84မှာတွားမှာ Sheffield United 83လေတက82ပေါ့ဗျာဒီရာဒီကျွန်တော်ပွဲစဉ်40ကံပြီးပြီးနှစ်ပွဲပဲရှုံးထားတယ်ပေါ့နော်ဗန်လေကတင်ရတော့ ဒါဒါဘီကောင်တီကတော့အဆင့်27မှာရှိတယ်ရမ41မှာပေါ့ဗျာတန်းစင်းဆောင်နဲ့အနည်းဆုံးမှာရှိတယ်ပေါ့ဗျာကာတစ်ကလည်း48လူတန်ကလည်း39ဆိုတာဆင်းရည်ပေါ့နော်အပြန်အလှန်ဖြစ်နေတာတွေ့ရတယ်ပေါ့နော်လက်ရှိဒီနေ့တင်ရပထမအကြောတော်ကဇီးဇီးဆိုတဲ့ရလနဲ့တော့ပြီးထားတာတွေ့ရတယ်လက်ရှိဒါဘီကောင်တီရဲ့ စောထားတဲ့အိမ်ခွင့်အဝေးခွင့်၅ဘွဲကိုကြီးမဲ့ဆိုရင်၄ဘွဲနိုင်တစ်ဘွဲရှုံ S10 ကိုအဝေးခွင့်မှာ10နဲ့ရှုံထားပါတယ်။ဘန်လီအတင်းရဲ့လက်ရှိကာရော့ဖောင်ကိုကြီးမဲ့ဆိုရင်ဘန်လီကတော့တိတဲ့အတိုင်းပဲတောက်လျှောက်ခြေစွမ်းနဲ့ပြရတယ်ပေါ့ဗျာ။ရှုံမဲမကြုံတာတော့တော်တော်ကြာပြီပေါ့နော်ဒီအတင်းကတော့ကျွန်တော်ဒါလက်ရှိကာရော့ဖောင်၅ဘွဲပဲပြောရမှာဆိုရင်၄ဘွဲနိုင်တစ်ဘွဲသေးပေါ့နော်နိုင်ထားတဲ့ဘွဲစဉ်၃ဘွဲကလင်း၈တောင်ရထားတာတွေ့ရတယ်။အဲဒီမှာဆိုရင်ဘန်လီအတင်းကတလုံးသွင်းနိုင်တဲ့တောင်တရာနိုင်မယ်ပေါ့ဗျာ။ ဒီပွဲစဉ်နိုင်ဂျီရန်တို့မှာတော့ဒါဘီက24ပန်453ဒီနှစ်တင်း head to head နောက်ဆုံးတွေ့ကြတဲ့၅ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ပန်လီကပဲအများအားအသာစီးရတာတွေ့ရပါတော့။ပန်လီက3ချိန်နိုင်ထားတယ်၊၂ချိန်ကတော့ဇီးဇီးဆိုတဲ့ရလနဲ့ပြီးထားတာတွေ့ရတယ်ပေါ့နော်။ဒီပွဲစဉ်မှာဖွင့်ထားတဲ့ WZ ပေါင်ကြီးတွေကိုကြည့်မယ်ဆိုလို့ရှိရင်တော့မင်း90အတော်အတွင်းမှာဖြစ်မဲ့ဂိုးပေါင်းကြီးကတော့အနည်းဆုံးကျွန်တော်တို့နှလုံးတော့ဖြစ်သွားမယ်ဆိုတဲ့အခြေကိုဖွင့်ထားပါတယ်။ ပြင်မင်းနဲ့90အတော်တွင်မှာကျွန်တော်ဒါဘီကောင်တီအတင်းကကိုတကူရဖို့တော့ခက်ခဲမဲ့ဆိုတော့ကြေဖွင့်ထားပါတယ်။ပြီးတော့ဘန်လင်အတင်းကနောက်ဆုံးနှလုံးနောက်တော့ထဲမှာဆိုတော့ကြေဖွင့်ထားပါတော့။ပရိပွဲစင်မှာဘော်ဒီမှာကျွန်တော်ဘန်လင်အတင်းခြိုက်တယ်ပြီးရင်ကိုပေါင်းအောက်ကိုခြိုက်ပါတယ်။ဘန်လင်အတင်းနောက်ဆုံးတူးစီလောက်နဲ့တော့နိုင်သွားမယ်လို့ထင်ပါတယ်။နောက်ထပ်ပွဲစဉ်တစ်ပွဲကိုပွဲချုပ်တောင်းတရမယ်ဆိုရင်တော့ Norwich နဲ့ Sunderland တို့ပွဲစဉ်ဖြစ်ပါတယ်။ဒီပွဲစဉ်မှာ Norwich အတင်းက level 10ရှုံးဘူးပေါင်းက3100နဲ့ပြေးထားတာတွေ့ရပါတယ်။ ဈေးအနေထားကိုကြည့်မယ်ဆိုရင် Norwich ပြန်အဆင့်7မှာရှိတယ်52နံပါတ်ဆန်နလန်ကတော့အဆင့်4မှာရှိရပါတော့ Premier League တန်တက်ဖို့အတွက်ကျွန်တော် Play Off ဝင်ခွင့်တန်နေရမှာရှိနေတယ်ပေါ့နော်အဆင့်4 85မှာဒီနှစ်တင်းရဲ့ပထမအကြောတော့ငါစောထားတဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင် Sunderland အတင်း2-1ဆိုတဲ့ရလနဲ့နိုင်ထားပါတယ်လက်ရှိ Norwich အတင်းရဲ့ Carabao 5ပွဲကိုကြည့်မယ်ဆိုရင်တော့တပွဲနိုင်တပွဲတည်3ပွဲရှုံးထားပါတယ်တိုက်စစ်ကောင်းတဲ့ခံစစ်ကဂိုးတွေပေးနေတာတွေ့ရတယ် ဆန္ဒလန်အတင်းရလက်ရှိကရဖောင်၅ဘွဲ့ကိုကြည့်မယ်ဆိုရင်၃ဘွဲ့နိုင်တစ်ဘွဲ့တည်းတစ်ဘွဲ့ရှုံးထားပါတယ်ဟတ်တူဟတ်အနေထား၅ချိန်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဆန္ဒလန်အတင်းရဒီအတင်းနဲ့တွေ့တိုင်းခြေစွမ်းအများအားပြနေတာမျိုးတွေ့ရတာပေါ့နော်ဆန္ဒလန်၃ချိန်နိုင်တယ်၂ချိန်ကတော့ Norwich နိုင်ထားတာတွေ့ရတာပေါ့နော် Wins မှာဖွင့်ထားတာမိနစ်60အတွက်တော့မှဖြစ်မှန်ကိုပေါင်းကြည့်ရအများဆုံး၃လောက်တော့ဖြစ်သွားမယ်ဆိုတဲ့ခြေဖွင့်ထားပါတယ်ပြီးတော့ Norwich အတင်းအများဆုံးတစ်လုံးတော့ရမယ် စန္ဒလန်တဲ့အနည်းဆုံးနှလုံးလောက်တော့တွင်းမှဆိုတဲ့ခြေတော့ဖွင့်ထားရပါတော့ဒီပွဲထဲမှာအဓိကကျွန်တော်ဂူပေါင်းအပေါ်ကြိုက်တယ်ဗျာဂူပေါင်းအပေါ်ကြိုက်တယ်ပြီးရင် body မှာကျွန်တော်အပြာစန္ဒလန် body ကြိုက်တယ်ဗျာအဲ့တပွဲကတော့ Preston နဲ့ Cardiff တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာအရှင်အသင်းဖြစ်တဲ့ Preston level 40ရှုံးဂူပေါင်းနှလုံး30ရှုံးဆိုမှပေးထားတာတွေ့ရတယ်ဗောနော်ဆရာအနေထားတွေကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီနှစ်သင်းကတော့ ရက်စတန်တဲ့အဆင့်74မှာရှိတဲ့48မှာကာဒစ်ကအဆင့်20နဲ့40နဲ့တက်မှတ်ပေါ့နော်ကာဒစ်ကတော်တော်လေးရောင်းရမှာရောင်းရမှာလို့ထင်တယ်ပေါ့နော်ကာဒစ်အတွက်ကဒီပွဲမနိုင်အနည်းဆုံးအနည်းဆုံးတည်ရတော့ဆွာဖို့လိုတယ်ပေါ့နော်ဘာလို့တန်းဆောင်ထဲမှာရှိတာ哦ပထမအကြော့မချီရမှာဆိုလို့ရှိရင်တော့ပထမအကြော့မှာပရက်စတန်တဲ့တူးစီဆိုတဲ့ရလနဲ့နိုင်ထားပါတယ်လက်ရှိပရက်စတန်အတင်းရဲ့ကာရာဖောင်အင်ွင့်အဝေးဝင်၅ပွဲကိုကြည့်မယ်ဆိုရင်တပွဲနဲ့နှစ်ပွဲတည်နှစ်ပွဲရှုံး ဆိုဒီ၅ဘွဲမှာဆိုရင်တစ်ချိန်မဲ့၉ဘွဲချပြီးဂျန်နက်ဘွဲတဲ့အားလုံးက၉အောင်ချထားလဲတွေ့ရတယ်ပေါ့နော်ကာဒီအသင်းရဲ့လက်ရှိကာရဖောင်၅ဘွဲကိုကြည့်မှဆိုရင်ကာဒီအသင်းကခုနောက်ဆုံး၃ဘွဲဆက်ရှုံးမှမရှိသေးဘူးပေါ့နော်တစ်ဘွဲနိုင်တဲ့ဘွဲသေးရင်တစ်ဘွဲရှုံးထားပါတယ်တိုက်စစ်ကောင်းတယ်ခံစစ်ကဂူးတွေပြန်ပြန်ခွင့်ပြုနေရတာမျိုးတွေ့ရတယ်ဒီနှစ်သင်းရဲ့ head to head ၅ချိန်ကိုကြည့်မှဆိုရင်တစ်ချိန်မဲ့၉ဘွဲရှိရ၅ချိန်ပါပေါ့နော်၄ချိန်က၉အောင်ချထားတယ် ဒီအတင်းနဲ့တွေ့တိုင်း Preston အတင်းကအများကြီးအသာကြီးရတာတွေ့ရ Preston 3နိုင်နိုင်ထားတယ်ကာတက်ကတစ်ချိန်နိုင်ထားတယ်တစ်ချိန်ကတည်ချထားတယ်တွေ့ရတယ် Next match မှာဖွင့်ထားတယ်ကျွန်တော်တို့မင်းနဲ့90အတွက်တွန်းမှာဖြစ်မှတ်ဂိုးပေါင်းကြီးတွေကြီးမှတ်ဆိုရင်မင်း90အတွက်တွန်းမှာအနည်းဆုံးကျွန်တော်နှလုံးလောက်ပဲဖြစ်မယ်ဆိုတော့ခြေတော့ဖွင့်ထားတယ်ပေါ့နော်ပြီးတော့ Preston အတင်းကတလုံးနောက်တော့ရသွားမယ်ပြီးတော့ Cardiff အတင်းကလည်းတလုံးနောက်တော့ရသွားမယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော် ဒီပွဲစဉ်မှာပေါ့နော်ကျွန်တော်ဂိုးပေါင်းအောက်ကိုစိုက်တယ်ပင်ဘော်ဒီမှာအဝေးဝင်းအောက်တင်ဖြစ်တဲ့ကာတစ်ကိုစိုက်ပါတယ်ဘာလို့ရွေးချယ်ရလဲဆိုရင်သူကတန်းငင်းဆောင်ထဲမှာရှိတယ်ဒီပွဲစဉ်ကိုသူတို့ဒီကြပေါ့ရောင်းလာမယ်လို့ကျွန်တော်ယုံကြည်မိပါတယ်နော်ရှဖီယူနိုက်တက်နဲ့မီဝေါ်လိုရဲ့ပွဲစဉ်ဖြစ်ပါတယ်ရှဖီယူနိုက်တက်ကတလုံး59ဂိုးပေါင်းနှလုံး30ရှုံးဆိုမှစတင်ကြီးတွေဖွင့်ထားတယ်ပေါ့နော်ရှဖီယူနိုက်တက်ကတော့တိတဲ့အတိုင်းပဲကျွန်တော်တို့ကအဆင့်နှစ်မှာရှိတယ်ဗျ83မှ9ပွဲရှုံးထားတယ်ပေါ့နော် ပြီးတော့ကျွန်တော်တို့ရဲ့ဒီမီဝေါ်အတင်းကိုချိမှဆိုရင် မီဝေါ်အတင်းကတော့အဆင့်9မှရှိတယ်ဒီ94မှပေါ့နော်အဲပထမအကြောတော့ကံကတဲ့ပွဲစဉ်တွေကိုချိမှဆိုလို့ရှိရင်တော့ Sheffield United က1-0ဆိုတဲ့ရလနဲ့နိုင်ထားတာတွေ့ရတယ်ပေါ့နော်လက်ရှိ Sheffield United ရဲ့ Carabao 5ပွဲကိုချိမှဆိုလို့ရှိရင်တော့3ပွဲနိုင်တပွဲသိရတပွဲရှုံးထားပါတယ်အရှုံးထားရလဲကျွန်တော် Oxford United ကိုအဝေးဘက်မှာရှုံးထားတယ်ပေါ့နော် အင်ဂျင်ကားရဖောင်လေးကြည့်မယ်ဆိုရင်အင်ဂျင်ကားရဖောင်ကတော်တော်လေးကောင်းတယ်ဗျအင်ဘီဝအတင်းလက်ရှိဝေးခွင်ကားရဖောင်ပေါ့နော်ဝေးခွင်အင်ခွင်ဆော့ထားတဲ့၅ဘွဲကိုကြည့်ရမယ်ဆိုလို့ရှိရင်တော့တုံးမွေးနိုင်တဲ့ဘွဲရှုံပေါ့နော်ဝက်ဖို့ကိုနိုင်တယ်စတုတ်ကိုနိုင်တယ်ပို့စမော့ကိုနိုင်ထားတာတွေ့ရတယ်ပေါ့နော်ရှုံးတာဆန်ဒါလန်လစ်ယူနိုက်တက်ဒီလိုအတင်းတွေကိုသူရှုံးထားတာတော့တွေ့ရတယ်ပေါ့နော် ဒီနဲ့တင်းရဲ့ head to head ငားချင်းကိုကြည့်မှဆိုရင် head to head မှာဆိုရင်အများအားမီဝဲအတင်းရပါတော့အတန်စီးရထားတွေ့ရတယ်နောက်ဆုံးတွေ့ခဲ့တဲ့ငားချင်းမှာဆိုရင်တည်ပွဲလုံးဝမရှိပါဘူးပေါ့နော်မီဝဲ၃ချိန်နိုင်တယ် Sheffield United က၂ချိန်နိုင်ထားတာတွေ့ရတယ်နိုင်ဂျီးရီးယားတော့မှတော့ကျွန်တော် Sheffield United က87မီဝဲ40နဲ့40ရာခိုင်နှုန်းဆိုမှပေးထားတာတွေ့ရတယ်ပေါ့နော်ကျွန်တော်ဖွင့်ထားတဲ့မိနစ်90အတွက်တော့မှဖြစ်မဲ့ကူပေါင်းကြီးရတော့အနည်းဆုံးကျွန်တော်နှလုံးလောက်နဲ့ပြီးသွားမှဆိုတော့ခြေဖွင့်ထားပါတယ် ရှဖီယူနိုက်တက်ကတော့အနည်းဆုံးတစ်လုံးကနေနှလုံးထိတော့ထည့်မယ်ဆိုတော့ကြေဖွင့်ထားတယ်ပေါ့နော်မြေဘောလာတင်းကတော့တစ်လုံးတော့ရဖို့ခက်ခဲမယ်ဆိုတော့ကြေဖွင့်ထားပါတယ်ပေါ့နော်ဒီပွဲစဉ်မှာရှဖီယူနိုက်တက်ပေါ်ကြီးကြိုက်ပါတယ်ပြင်ကိုပေါင်းအောက်ကိုကြိုက်ပါတယ်တုံးတဲ့လူတန်တို့ရဲ့ပွဲစဉ်ဖြစ်ပါတယ်ဒီပွဲစဉ်မှာစတုတ်ကလည်းပဲ30ပေါ့နော်ပြင်ကိုပေါင်းကနှလုံး40ဆိုမှပေးထားတယ်လက်ရှိကျွန်တော်လူတန်အတင်းကတော်တော်လေးပြန်မဲ့ရုံးလာတာတွေ့ရတာပေါ့နော်နောက်ဆုံး၄ဘွဲဆက်ရှုံးမှမရှိဘူးပေါ့နော် တန်းငင်းဆောင်ထဲမှာလည်းရှိတယ်ပေါ့ဗျာ stock CD ကတော့အဆင့်20 43မှာပေါ့နော်ကုလက်တန်းငင်းဆောင်ကလွတ်ပြီလားဆိုတော့စိတ်မချရသေးဘူးပေါ့နော်အလူတန်အတင်းကတော့အဆင့်23မှာ39ပေါ့နော်ကျွန်တော်၄မှတ်กว่าတယ်ပေါ့ဗျာဒီဒီနှစ်တင်းက၄မှတ်กว่าတယ်ခံစစ်တွေမကောင်းကြဘူးပေးခုတအားများတဲ့အတင်းနဲ့ဖြစ်တယ်ပေါ့ဒီအတင်းနဲ့ဒီနှစ်တင်းကပထမအကြော်တော့ငါဆော့ခဲ့တဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်လူတန်21ဆိုတဲ့ရလနဲ့တွေ့ရင်ပွဲမှာနိုင်ထားတယ်ပေါ့ဗျာ ။လက်ရှိ Stoke City ရဲ့ကာရာဖောင်၅ဘွဲကိုကြီးမဲ့ဆိုရင်နှစ်ဘွဲနိုင်တစ်ဘွဲသေရနှစ်ဘွဲရှုံးထားပါလေ။ Stoke ကတိုက်စစ်ကောင်းပါလေခံစစ်တဲ့နဲ့ညံ့တာတွေ့ရတယ်ပေါ့နော်။ဘူတန်အတင်းလက်ရှိကာရာဖောင်၅ဘွဲကိုကြီးမဲ့ဆိုရင်နှစ်ဘွဲနိုင်နှစ်ဘွဲသေရတစ်ဘွဲရှုံးထားပါလေ။ဘူတန်အတင်းကတော့အဓိကသူတို့ဂူးမပေးရရေးဆိုမှဥစားပေးပါဗျာ။ဒီလိုစောင့်နေတဲ့အခြေအနေတွေတွေ့ရတယ်ပေါ့နော်။ head to head အနေထားကိုကြည့်မယ်ဆိုရင်သူတို့ဆွဲကြတဲ့နောက်ဆုံး၅ချိန်ပေါ့နော်၅ချိန်မှာဆိုလို့ရှိရင်တော့ Stoke City ကနှစ်ချိန်နိုင်ထားတယ်ပေါ့နော်လူတန်ကတော့၃ချိန်နိုင်ထားတာတွေ့ရတယ်ဒီနှစ်တည်းကဘရမဟိုတရေချထားတာမတွေ့ရဘူးနောက်ဆုံး၅ပွဲမှာပေါ့နော်ဒီနှစ်တည်းကနိုင်ကြရတော့မှာတော့ Stoke က40နဲ့လူတန်က34ဆုံးပေးထားပါတယ်အဲဆွဲမှာတော့အနည်းဆုံးမင်းက90မှာ မင်းက90အတွက်တော့မှဖြစ်မှာကို9ပေါင်းကြီးပေါ့နော်အနည်းဆုံးနှလုံးကနဲ့တောင်းလုံးကြီးဖွင့်ထားပါတယ်ပြီးလို့ရှိရင် stop CT ကတော့အနည်းဆုံးတစ်လုံးတော့ပေးရမှာဆိုတော့ခြေဖွင့်ထားတယ်ဘူတန်လည်းအနည်းဆုံးတစ်လုံးတော့တွေ့ရတော့မှာဆိုတော့ခြေဖွင့်ထားပါတော့ဒီပွဲစဉ်မှာကျွန်တော်ကတော့နည်းနည်းလေးအရေးဆုံးပြီးမှရလက်ရှိပါတော့နှစ်သိန်းလုံးကလည်းရမှတည်လို့နေတဲ့အတွက်ဒီပွဲစဉ်ကိုကျွန်တော်ဝမ်းဝမ်းဆိုတော့ရလာနေပြီးမှလို့ထင်တယ်ဗျာတည်ပွဲတစ်ပွဲလို့ပတ်မှတ်တယ်ပေါ့နော်ကျွန်တော်အကြိုက်ပါဗျာကျွန်တော်တေချာလေးလေးလာထားပါတယ် မောင်းမှန်ပါဗျာကိုပေါင်းအောင်နဲ့ကျွန်တော်တည်ရပွဲပေါ့နော် body မှာကျွန်တော်လူတန်ကြိုက်ပါတယ်အောက်တင်ပါဗျာပွဲကိုနောက်ထပ်ပွဲစဉ်တစ်ပွဲကိုခံမရမှာဆိုရင်တော့ Watford နဲ့ Hull City ဖြစ်ပါတယ် Watford က level 40ကိုပေါင်းကြီးကနှလုံး60ရှုံး Watford အတင်းရဲ့လက်ရှိဇယအနေထားတွေကိုကြည့်မှဆိုလို့ရှိရင်တော့ Watford ကအဆင့်30 50နဲ့တောင်းမှသူကတန်းစင်းအောင်မရှိတော့လွတ်သွားပြီပေါ့ဗျာ Hull City က44မှာစိတ်မချရသေးဘူးပေါ့နော် အစဉ်စကူမှရှိရပါဗျာဒီနှစ်သိန်းရဲ့ပထမအကြော်တော့ဆွဲခဲ့တဲ့ပွဲစဉ်ကိုကြည့်မယ်ဆိုရင်ဝမ်းဝမ်းဆိုတဲ့ရလနဲ့ပြီးထားတာတွေ့ရတယ်အရှိဝတ်ဖို့အသိရဲ့ကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်တပွဲနိုင်တပွဲသေး၃မှန်ရှောင်းထားတယ်ပေါ့နော်ဝူစီတီရဲ့လက်ရှိကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်ဝူစီတီကတော့နှစ်ပွဲနိုင်နှစ်ပွဲသေး၃ပွဲရှောင်းထားတာလည်းတွေ့ရပါတယ်ဒီနေ့တင်းဟက်တူဟက်နောက်ဆုံးတွေ့ကြတာ၅ချိန်ကိုချိန်မှဆိုလို့ရှိရင်တစ်ချိန်မှ9ဘောဖြစ်ထားတယ်။ခြားနှစ်ပွဲစဉ်တွေမှာတော့9ဘောဖြစ်ထားတယ် ဒီအတင်းနဲ့တွေ့တဲ့ Hull City ကအများသိခံစော့နိုင်ထားတာလည်းတွေ့ရတာပေါ့နော်နိုင်ဂျီယာနိုးနေမှာတော့ Watford 43 Hull City က32ပေါ့နော်ရမလူနေတဲ့အတင်း Hull City ဖြစ်ပါတယ် Wednesday ပေါ့ချီတွေကိုကြည့်မယ်ဆိုရင်မိနစ်60အတွက်တော့မှနှစ်သိန်းပေါင်းဖြစ်မဲ့ဂိုးပေါင်းကြီးကတော့အနည်းဆုံးနှလုံးထိရောက်မှာဆိုတော့ခြေဖွင့်ထားပါတယ်ပြီးတော့ Watford အတင်းကတစ်လုံးလောက်ရမယ် Hull City လည်းတစ်လုံးလောက်တော့ထည့်မယ်ဆိုတော့ခြေဖွင့်ထားပါတယ်ဒီပွဲစဉ်မှာကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ်ပေါ့နော်ဂိုးပေါင်းအပေါ် ကိုပေါင်းအပေါ်ကြိုက်တဲ့ body မှာကျွန်တော် whole city body အမရမလိုနေတဲ့အသင်ဖြစ်တဲ့ whole city body ကြိုက်ပါတယ်။ထပ်ပွဲစဉ်တစ်ပွဲကတော့ Matt Brown နဲ့ Leeds United တို့ရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒီပွဲစဉ်မှာတော့ Leeds United ကတလုံး80နိုင်နဲ့ကိုပေါင်း390စားဆောင်မှာဖွင့်ထားတယ်ပေါ့နော်။ဆရာအနေထားကိုကျင်းဆွန် Leeds United ကအဆင့်3 Matt Brown ကအဆင့်5ပေါ့နော်။ Matt Brown Leeds United တို့က Premier League Playoff ဆော့ဘဝင်ဝင်တနေရာမှာရောက်နေတဲ့အသင်းဖြစ်တာတွေ့ရတယ်ပေါ့နော်။ ိုင်းစစ်ပိုင်းကိုကြည့်မယ်ဆိုရင် Leeds United က89ကို Middlesbrough က62ကိုပေါ့နော်တိုင်းစစ်ဆွမ်းတိုင်းစစ်ပိုင်းမှာတအားကွာတာတော့တွေ့ရတယ်ပေါ့ဗျာဒီနေ့တင်းရဲ့ပထမအကြော်တော့ကတော့ Leeds United က3-1ဆိုတဲ့ရလနဲ့သူ့အိမ်ပွဲမှာနိုင်ထားတာတွေ့ရပါတယ်လက်ရှိ Middlesbrough အသင်းရဲ့ကရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်၃ပွဲနိုင်၃ပွဲတည်ရည်၃ပွဲရှုံးထားပါတယ်လစ်ယူနိုက်တက်ရဲ့လက်ရှိကာရာဖောင်၅ပွဲကိုကြည့်မယ်ဆိုရင်၃ပွဲနိုင် တုံးမွေးတီတပွဲရှုံးထားပါတယ်လီဒူနိုက်တက်ကတအားဖွင့်ပြီးစောင့်နေတာတွေ့ရတယ်ပေါ့နော် QPR 22စွမ်းစီ22ပေါ့နော်လူတန်ဝမ်းဝမ်းဆိုတော့လူပွဲလူဖြစ်ထားတာတွေ့ရတယ်ပေါ့နော်ဒီနှစ်တင်းတွေ့ခဲ့တဲ့နောက်ဆုံး5ကျင်ဟက်တူဟက်ကိုချိန်မယ်ဆိုလို့ရှိရင်တော့ဒါဒီနှစ်တင်းတွေ့တိုင်းအများအားဂိုးပေါ်ကျတာမျိုးတွေ့ရတယ်လီဒူနိုက်တက်ကအသာစီးရထားတာတွေ့ရတယ်နောက်ဆုံးတွေ့ခဲ့တဲ့5ကျင်မှာဆို5ကျင်နဲ့လီဒူနိုက်တက်ကနိုင်ထားတာတော့တွေ့ရတယ်ပေါ့နော် မန်ချီယာနုံမှာတော့လစ်ယူနိုက်တက်က98ရာခိုင်နှုန်းပေါ့နော်လစ်ယူနိုက်တက်တေချာပေါက်နိုင်မယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်90တော့တော့မှဖြစ်မဲ့2သိန်းပေါင်း9ပေါင်းကြီးဝိုင်းစပတ်မှာဖွင့်ထားတာအနည်းဆုံး10လုံးထိဖွင့်ထားတာတွေ့ရတယ်မက်တဘရော့အတင်းကတော့အနည်းဆုံး10လုံးလောက်ထည့်မယ်ပေါ့နော်လစ်ယူနိုက်တက်ကအနည်းဆုံး9လုံးလောက်ထည့်မယ်ဆိုတော့ခြေဖွင့်ထားတယ်ပေါ့နော်ဒီပွဲစဉ်မှာကျွန်တော်ကပေါ့နော်ဒီပွဲစဉ်မှာလစ်ယူနိုက်တက်ကတစ်လုံး89တစ်လုံး90နိုင်တစ်လုံး89နိုင်ဒါမျိုးတွေကသေးတာများတယ်နော် ကျွန်တော်အဲ့လိုပြောပြောပြီးကျွန်တော်အဲ့ဒီအသင်းမှာယူယူနေတာကျွန်တော်လည်းဟိုတနေ့ကလည်းတိုရီနိုပွဲထက်နဲ့ကျွန်တော်ပြောတာဒီပွဲဒီလိုဖြစ်မယ်ဆိုကွတ်တိဖြစ်သွားတယ်အဲ့ဒါတကယ်ကြည့်တယ်ဗျာဆိုတော့ဒီအခုကျွန်တော်လက်ရှိကြည့်ထားတာပေါ့နော်ဒီပွဲစမှာကျွန်တော်အဓိကဂိုးပေါင်းအပေါ်ချိုက်တယ်နှစ်သိန်းပေါင်း၃လုံးထိတော့ဖြစ်သွားမှာလို့ထင်တယ်အပြန်အလှန်ဂိုးသွင်းမှာလို့ထင်တယ်ဘာလို့ဆိုတော့နှစ်သိန်းလုံးလားပရီးမီယာလိဝင်ခွင့်တနေရအတွက်ပေါ့နော်အပြန်အလှန်ဖြစ်နေဆိုတော့ဘော်ဒီမှာတော့ကျွန်တော်အင်ရှင်အသင်းဖြစ်တဲ့မက်တဘရော့ပဲချိုက်တယ်ဗျာ ဆိုကျွန်တော်ရွေးချယ်ထားပေးတဲ့ပွဲစဉ်တွေကတော့အများကြီးပါပဲညီကိုကြီးအဆင်ပြေတယ်ဆိုရင်တော့ပေါ့နော်ထိုးပါဗျာတကယ်လို့အဆင်မပြေဘူးအာကျွန်တော်တရက်ကြိုပြီးဗီဒီယိုလောက်ထားရတာပေါ့နော်အာကျွန်တော်မှလည်းအလုပ်တစ်ဖက်နဲ့မို့လို့နားလည်းပေးပါလို့သူများတွေအချိန်အများကြီးရတယ်ကျွန်တော်မှအချိန်ကတိတ်မရှိဘူးအားရင်အားစလို့ကြီးနေရတယ်အလုပ်ထမ်းပါလို့ပေါ့နော်အာကျွန်တော်လည်းဝါသနာပါလို့ပေါ့ဗျာဆိုတော့အခုလုံးအဆင်ပြေကြပါစေနေကောင်းကြမှာချမ်းသာကြပါစေပေါ့နော်ဗမာဘီကြီးလည်းញ៉ាំចាំပါသည်